မော်ပီသက်ပါတီထိချုပ်နယ်မြေဖြစ်တဲ့ရေချောင်းပြားဒေသမှာငပြားရောဂါဖြစ်တဲ့သူများနေတယ်လို့မော်ပီသက်ပါတီအမျိုးသားကျန်းမာရေးဌာနရဲ့အချက်အလက်တွေအရသိရပါဗျ။မော်ပီသက်ပါတီထိချုပ်နယ်မြေတွေထဲကရေချောင်းပြားဒေသမှာငပြားရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ပြီး2025ခုနှစ်ဇန်နဝါရီလကနေမတ်လအထိငပြားဖြစ်ပွားသူ122ဦးအထိရှိတယ်လို့မျိုးသားကျန်းမာရေးဌာနရဲ့အချက်အလက်တွေအရသိရပါဗျ။ ရေချောင်းပြားဒေသမှာခြေထောင်နဲ့ချင်းနှိမ်နှင်းဆေးတွေကိုအရင်ကနှစ်ဆင်တွေတိုင်းဖြန့်ဝေပေးခဲ့ပေမဲ့လေလူရှင်တွေစီကအကူအညီပြတ်တောက်သွားတဲ့အတွက်2024ခုနှစ်ကစပြီးဖြန့်ဝေပေးတဲ့အစီအစဉ်တွေကိုရန်နာခဲ့တယ်လို့မြို့သားကျန်းမာရေးဌာနစီကတီးရပါတယ်။လက်ရှိမှာငပြားယောဂဆိုင်ရာတိပညာပေးဟောပြောမှုတွေလှုပ်ဆောင်နေတဲ့အပြင်ကြီးရွာဆေးဘေးခန်းတွေမှာလည်းကျန်းမာရေးစည်တနာဝတ်ထမ်းတွေထားရှိထားတယ်လို့ဆိုပါတယ်။ ပြည်သူများအနေနဲ့လည်းငွေဖြောင်းရိုးကပိုတည်ဆောင်တဲ့ခြင်တွေမပေါက်ဖွားအောင်ပြုမှုနေထိုင်တတ်တယ်လို့ခြင်အောင်နဲ့အိတ်ဆက်တတ်တယ်လို့လည်းဆိုပါတယ်ရေချောင်ဖျားဒေသမှာ2020ခုနှစ်မတိုင်ခင်ကငပြားယောဂဖြစ်ပွားမှုမရှိသလောက်ဖြစ်ခဲ့ပေမဲ့2020ခုနှစ်ကစပြီးငပြားယောဂပြန်အဖြစ်များလာတယ်လို့မော်ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနရှိမှတ်တမ်းအချက်အလက်တွေအရသိရပါဗျာ